အခုတစ်ခေါက် real life ကတင်ဆက်ပေးတင်တာကတော့ရှေ့တောင်အောင်ရှောင်းပါအကြီးဆုံးသင်္ဘောသင်္ချိုင်းကြောင်းပါအဲ့ဒီသင်္ဘောသင်္ချိုင်းဟာတခြားဝင်မဟုတ်ပါဘူးမြန်မာပြည်မှာရှိပါတယ်လူသင်္ချိုင်းကောသင်္ချိုင်းလေရင်သင်္ချိုင်းတွေပဲကြားမှုခဲ့တဲ့ကျွန်တော်တို့ဟာကတာမြို့ကိုရောက်မှသာ သင်္ဘောသင်္ချိုင်းဆိုတာကြားမှုတာပါဒုတိယကမ္ဘာစစ်တုန်းကဖြစ်ခဲ့ဘူးတာတဲ့ခုနေတော့တခြားနေရာတွေမှာသင်္ဘောသင်္ချိုင်းတွေရှိကောင်းရှိနေနိုင်ပါမယ်အဲ့ဒီခေတ်အဲ့ဒီခါကတော့ကတာကအကြီးဆုံးလို့ပြောလို့ရပါတယ် အကြောကတာဟာမြန်မာပြည်အတွက်ဒုတိယသင်္ဘောသင်္ကြန်မှာပထမသင်္ဘောသင်္ကြန်ကမန္တလေးအနီးတစ်ဝိုက်မှာအရင်မြုပ်တာပါဒါဖြင့်ဘာလို့ကတာဟာအကြီးဆုံးသင်္ဘောသင်္ကြန်ဖြစ်ခဲ့တာလဲဆိုရင်တော့တကယ်ကောင်းပြီညွန့်ပြီဆိုတဲ့ AOD Florida သင်္ဘောကုမ္ပဏီပိုင်သင်္ဘောကြီးတွေကိုကတာအထိစံတပြီးမြုပ်ပစ်ခဲ့လို့အဲ့ဒီခေတ်အခါကရှီတောင်အရှာတိုင်းအကြီးဆုံးလို့ရေးကြတာပါဖြစ်ပုံကဒီလိုပြဒုတိယကမ္ဘာစစ်မှာမြန်မာနိုင်ငံကလည်းတော်ခံခဲ့ရပါတယ် အင်္ဂလိပ်ကဝင်သိမ်းလိုက်ဂျပန်ဝင်လိုက်အင်္ဂလိပ်ကပြေးလိုက်ဂျပန်ပြန်ပြေးလိုက်အင်္ဂလိပ်ကပြန်ဝင်လိုက်နဲ့တော်တော်လေးကိုနှစ်ပေါင်းများစွာရှုပ်ရှက်ခဲ့ခဲ့တာပါအဲ့ဒီလိုစေပြင်းဝင်ထွက်ခြင်းမှာကတားဟာအဓိကဇလိုက်ကျော်ဖြစ်ခဲ့ပါလေဂျပန်တွေဝင်လာတော့အင်္ဂလိပ်ကမနိုင်တော့လို့ပြေးရပါလေအစိုးရထိပ်ပိုင်းကပုဂ္ဂိုလ်တွေကလေရင်နဲ့ရထားတွေနဲ့ကြိုပြေးစစ်တပ်တွေကတက်ဆုပ်ပြေးကြံနေတဲ့သူတွေကတောင်းတင်းတည်တဲ့သူကတည်အဲ့ဒီခက်ကအင်္ဂလိပ်အာဏာပိုင်တွေဆိုတာဟာအိန္ဒိယနိုင်ငံမှာရုံးဆိုင်ပြီးမြန်မာကိုဘရင်ခံတဲ့အုပ်ချုပ်တာပါ ။ဆိုတော့ပြေးကြပြီးဟေ့ဆိုတော့အနည်းဆုံးလမ်းကြောင်းကအိန္ဒိယနိုင်ငံနဲ့ပြေးရပါတယ်။ဖြစ်ချင်တော့ဂျပန်ကအောက်ပိုင်းမှာတိုင်းနေပါပြီ။ကတာထက်ဗမော့ကိုလေကြောင်းနဲ့တိုက်မယ်ဆိုတော့တင်းမော့တွေကကတာမှာကြောက်ချပြီးကုန်းလမ်းကြောင်းကနေပြေးဖို့လှုပ်ကြရပါတယ်။ကြံသေးတဲ့အစိုးရပိုင်းကလူတွေရော ခိုင်းမှုခေါ်ထားတဲ့လူတွေပါတခါလဲတင်လာရတာပါ။ဘာလို့လဲဆိုတော့လောက်သားတွေကိုဂျပန်ကရသွားရင်စစ်အောင်နိုင်ဖို့အတုံးချမှာဆိုလို့အကုန်ကိုပြန်တဲ့တာဒါကိုမြေလှမ်းစနစ်လို့ခေါ်ပါတယ် ဒါကြောင့်မလို့သင်မောသင်ချိုင်းဆိုတာဖြစ်လာခဲ့တာပါကတားမှာကြောက်ချသည့်လူတွေကကမ်းမော့တက်ပြေးကြတယ်ကျန်တဲ့တောင်ဝရှိသူတွေကတော့ပါလာသည်။သင်မောတွေအကုန်လုံးကိုဖောက်ခွဲပြီးရေမြုပ်ပစ်ခဲ့ပါလေတချို့သင်မောပေါ်မှာဆိုရင်မပြေးနိုင်တော့တဲ့ဂီလာနာတွေတက်ကြီးရွယ်ဦးတွေနဲ့ခလင်းငယ်တွေပါရောပြီးနှိမ့်မြုပ်လိုက်ကြတယ်တဲ့အဲ့ဒီခေတ်ခါကမိလိုက်တဲ့လူကြီးတွေကတော့ညဘက်ကျပေါက်ကွဲတာနဲ့တပတ်လောက်ထိပဲတဲ့မိတွေဆိုရင်မြပြင်းတပြင်းလုံးလင်းထိန်နေတာပဲတဲ့သင်မောတွေဆိုတော့ကလည်းခက်သင်းသင်းမဟုတ်ဘူးဗျာ နဲရာကြီးတယ်မဟုတ်ပါဘူးအ ਨੇ ဆုံးအစီး900လောက်ရှိတယ်တတာမျိုးရှိကအယော်ဒီမြေတဲကိုဖောက်ခွဲနင်းမြုပ်ပစ်ကြတာပါဘလို့ဖောက်ခွဲတော့ဆိုတော့တနက်နဲ့သူတို့တေချာတက်မထိုင်နေရတွေကိုပစ်ပါတယ်အဲ့ဒီတော့မှသင်္ဘောကြီးတဲ့ရေဝင်ပြီးတီးနဲ့မြည်ရတဲ့မြုပ်ချိန်ကြတာတော့မြေအောက်ကမြေကြီးတဲ့မြုပ်ဝင်ကုန်တော့တာပါပဲအမြောက်ခံရတဲ့တင်မောကြီးတွေကလည်းပါချီပါချက်တင်မောတွေမဟုတ်ပါဘူးအဲ့ဒီခေတ်ခါကဝေလာမိသားနဲ့မင်းသမီးစီးခဲ့တဲ့ ဂျပန်သင်းမော်တို့အိန္ဒိယပြည်ကကြောက်လာတော့ကစီးတဲ့မိုက်ဆိုသင်းမော်ထိုင်းပြည်သားစီးခဲ့တဲ့ဆိုင်းရင်သင်းမော်တို့လိုဒေဒီဂျေတွေကိုမြုပ်ပစ်ခဲ့တာပါအခုကမှတော့အဲ့ဒီသင်းမော်ကြီးတွေဆက်ရှိထားမယ်တကယ်လို့ဆက်ပြီးတော့ထိမ့်သိမ်းထားနိုင်မယ်ဆိုရင်တော့တကယ်ကိုသမိုင်းဝင်သင်းမော်ကြီးတွေဖြစ်မှာပါအဲ့ဒီခေတ်ကတော့စည်ရေးအခြေအနေကဂျပန်နေပြတ်မတုံးနိုင်အောင် နှိမ့်မြုပ်ပစ်ခဲ့ပုံရပါတယ်ဒဇီးကိုပေ300ကျော်တော့ရှိတယ်တဲ့ တိတ်တံပိုးရှိတဲ့သင်္ဘောကြီးတွေဂျပန်နဲ့မယူနိုင်အောင်အင်္ဂလိပ်ကမြှောက်ခဲ့တာပါအဲ့ဒီသင်္ဘောတွေတဲမှာအစင်းုံသင်္ဘောဘီလက်မြေသင်္ဘောလက်နက်သင်္ဘောအိုးကုန်တဲ့သင်္ဘောတွေစုံနေတာပါပဲမမြှောက်ခင်သင်္ဘောတွေကို ရေးလဲကောင်းမှာတောင်းတင်ထားကြတော့ရွာနီးစက်တွေကနေကြိုက်တဲ့ပစ္စည်းတွေတွားယူကြလို့ပြောပါလေတံပိုးရှိတာတွေကြတော့သူများယူမှဆိုလို့လာတော့မပြောပါဘူးသူတို့ပါသူတို့ရအောင်ခွာပါတယ်မခွာနိုင်တဲ့ဟာတွေတော့ကရိယာဇီးတွေလောက်ရုပ်ဖြစ်ထားတယ်လေအဲ့ဒီလိုနဲ့နောက်ဆုံးပိတ်ကြအကုန်လုံးကို မြုပ်ပြစ်လိုက်ရတာပါပဲမြုပ်ခါကတော့ကဆိုရင်တင်းမောခေါင်းတိုင်းဥပိုင်းပဲပိုင်းတွေကရေပေါ်မှာပေါ်တွဲမျိုးတွေကြီးပါတော်တော်လေးရုပ်ပြက်ဆင်ပြက်ပါမြုပ်တော့ကမှထင်အမြင်မြုပ်တော့မဟုတ်ဘူးဗျကတာကန်းနာကနေပြီးအယောက်ဒီမျိုးတစ်ချောက်ဘယ်စီကိုဘယ်နေရာဘလို့စီမြေပုံဆွဲပြီးမြုပ်သွားခဲ့တာအဲ့ဒီလိုအင်္ဂလိပ်ကစနစ်တကျမြုပ်ခဲ့တာပါ စစ်ကြီးပြီးတော့လွတ်လပ်ရပြီးနောက်ပိုင်းကစအဲ့ဒီမျိုးပုံကိုကင်ပြီးတင်မောတွေဖော်ခဲ့တာ1990ကျော်အထိပါပဲနှစ်ပေါင်း60လောက်ထိဖော်ခဲ့ပါတယ်1940နှစ်နောက်ပိုင်းလောက်ကမြုပ်ခဲ့တာဆိုတော့လွတ်လပ်ရပြီးဖော်စပလခင်မှာပြန်ဖော်ကြတာပေါ့အဲ့ဒီခေတ်ခါကစမှုပစ္စည်းတွေရှာပါတယ်နောက်ပြီးတော့ပြည်ပကလည်းပစ္စည်းတွေသွင်းပေးရစက်ပစ္စည်းတွေလိုအပ်တဲ့အတန်းတွေဝယ်ရခန့်နိုင်ငံတွေအားလုံးကပြန်တည်ဆောက်ဝါဆိုတော့ ဟောရင်ကစသင်းမော်တွေပြန်ဖို့တန်းရီကြိုပြီးပြန်သုံးရတယ်အဲ့ဒီခက်ကသင်းမော်တွေပြန်ပေါ်ခဲ့တဲ့ပညာရှင်တွေကပြန်ပြောပြတာပါခုနှစ်တွေ့ကြည့်တော့နှမျောစရာကြီးပါအဲ့ဒီခက်ကခုလောက်ဒီပညာမဆုံးတော့သင်းမော်ဖော်ရတာမလွယ်ဘူးဗျမျက်မမြင်ပုံသား6ယောက်စင်ကိုစမ်းနေတယ်လို့ပါပဲရေထဲမှာမမြင်မစမ်းတဲ့ဖော်ရတာလို့မှတ်တာပါမီးရဲမှာရေမုံရေမွားတွေသဲနေတယ်ဆိုတော့မီးလည်းတိုးမပေါက်ပါဘူးအဲ့ဒီနေရာမှာကျွမ်းကျင်မှုနဲ့ ဝါယစ်တမရင်ကတိတ်စကားပြောပါတယ်တခုကောင်းသောတာဘယ်သိမ်းဘောကဗမာမြုပ်ထားတယ်ဆိုအချက်လက်ကရှိနေတော့တွက်ချက်ရလွယ်ပါတယ်ဥမာဝေလာမင်းသားနဲ့မင်းသမီးစီးဘူးတဲ့ဂျပန်သိမ်းဘောကဒီနေရာမှာဆိုရင်သိမ်းဘောရဲ့အကျယ်ဖွဲ့စည်းပုံလိုပုံစံကရှိပြီးသားပါအဲဒီခါကျသိမ်းဘောနေရာရှာတဲ့ဆက်ကလေးကိုရေထဲချဘယ်နာကနေဘယ်နာရေထဲမှာရှိတယ်မှတ်ထားအဲဒီချိန်ကဆိုရင်ကောင်းဆောင်ပိုင်းတွေကရေထဲကိုအရင်ဆင်းလက်လက်ဆန်းသင်းမောတွင်းပိုင်းတွေကိုဝင်ဆန်းဘယ်ဟာကပဲ့ပိုင်းဘယ်ဟာကဥပိုင်းကိုပိုင်း တတ်မှတ်ရေပေါ်ပြန်တတ် ပုံဆွဲသင်းမောပြန်ဖို့ပြူဖားဆွဲကြပါလေသင်းမောတွေကမြည်ရင်အောင်ဆက်နှစ်ပေလောက်ကနေပေ200လောက်ထိမြုံနေကြတယ်လက်ရှိပါတယ်နှစ်တွေကြာလို့မြေကြောင်ပြောင်းသွားတာတွေလည်းရှိပါတယ်အဲ့ဒီကြားထဲမှာမမြင်ရတဲ့အနေအထားတွေမှာရှာတော့အတော့ခတ်ပါတယ်အလိကကသင်းမောပုံမှာဆိုပေပါပုံးနေသုံးပြီးပေါ်ကြပါတယ်။အရင်ဆုံးသင်းမောအတွင်းပိုင်းနဲ့ပတ်ချက်လက်မှရှိတဲ့သဲတွေကိုဆက်နဲ့စုပ်ထုတ် ဝါဖောင်တစည်းမှာအသေးဆုံးတဲ့ဆက်လူတွေတင်းသူ့ပိုင်းနဲ့သူ့ဆုပ်အဲ့ဒါဆုပ်ပြီးပြီဆိုရင်တင်းမဖို့တဲ့လုပ်ငန်း80ရာခိုင်နှုန်းပြီးတာပါပဲပြီးရင်ပေပါပုံးကြီးတွေရေထဲအောက်ကိုယူသွားအောက်ရောက်မှပုံးတဲ့လေးပြန်ထိုးထဲတော့မှတခါလဲတင်းမောနဲ့ချိတ်ပေါ်ပေါ်လာတာပါတင်းမောကြီးတွေလုံးလိုက်ကြီးပြန်ပေါ်လာရှိတယ်လို့တချို့ဘုံရှိတာတော့ဒပိုင်းစားပေါ်လာတာများရှိပါတယ်အဲ့ဒီလိုတစ်ချိန်ကအကြီးဆုံးသင်္ဘောသင်္ချိုင်းဖြစ်ခဲ့တဲ့ကတ္တာဟာခုနေတော့ 6ကက်ကက်ကလေးကြံပါတော့တယ်။နှွေနဲ့စောင်းဆိုရင် AOD မြစ်ထဲမှာရေတောင်မနေရှံရတယ်။တောင်တွေထုံးကုန်တော့လည်းမနေပဲကိုအဲ့ဒီတော့ကမိခဲ့တဲ့ပညာရှင်တွေကတော့မြေအောက်မှာသင်းမိုးတွေသိမ့်မကြဘူးတဲ့။နှစ်စီးလောက်ပဲကျန်တော့တယ်တဲ့။ဟိုးရင်ကဖိုခင်းတဲ့တမိုင်းဝင်စစ်တွင်းသင်းမိုးကြီးတွေကိုနှမျောမိတာပါ။အဲ့ဒီခက်ကလည်းပြန်ဖော်မိပြီးတော့လည်းအေးပြန်ကြိုဖြစ်တာပါပဲ။ သင်မောစီ90ကျော်လောက်ပေါ်ခဲ့တဲ့သူကပြောတာကအဲ့ဒီတော့ကမတိခဲ့လို့ဗောတဲ့တာဝန်ရှိသူတွေလည်းကြောက်ရတယ်တဲ့အာနာပိုင်အစင်စင်တဲ့ဘယ်သူမှမချန်ထားဘူးတဲ့တမိုင်းဝင်ပစ္စည်းတွေကနှမျောစရာကောင်းပါတယ်ဒီပြန်ဖို့ပြီးစနစ်တကျထိမ့်သိမ်းပြနိုင်မယ်ဆိုရင်တော့ကတာမျိုးလေးဟာပိုလူစိတ်ဝင်စားပြီးပိုစီကားလာမှာတော့မှတ်တာပဲဒါမှမဟုတ်ရေအောက်မှာလည်းနှစ်စီးလောက်ပဲကျန်တော့တယ်အဲ့ဒီကျန်တဲ့နှစ်စီးကလည်းခု1.80ကျော်ကာလာဆိုတော့ အကောင်တိုင်းရှိအောင်ပါမလားဒါဟာတခက်တခါကကတာမြို့မှာ အမှန်တကယ်တင်းမောတင်းကျန်ရှိခဲ့တယ်ဆိုတော့အထောက်ထားကို တင်ဆက်ပြလိုက်ရတာဖြစ်ပါတယ်အဲ့ဒီတုန်းကတင်းမောကြီးကြီးတာအခုချိန်ထိရှိသေးမယ်ဆိုရင်တော့ပြန်လဲဖော်ထုတ်ရင်တော့ပြန်လဲထားရှင်တော့ကတာမြို့ဟာတမိုင်းဝင်မြို့လေးဖြစ်ဆက်ရှိနေအောင်မှာဖြစ်ပါတယ်။ဒါရောက်လေးလာသူတွေ ကဘာလက်ခီးတဲ့တွေနဲ့စီကားနေအောင်မှာဖြစ်ပါလေအခုတော့အေးပြန်ကြိုလိုက်ရတာဟာအင်မတန်မှနှမျောဖို့ကောင်းပါလေနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ